Hello အားလုံးမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေ။ဆိုတော့ Newcastle Queen ကိုသွားကစားတဲ့ပွဲမှာကျွန်တော်တို့ပွဲကြိုသွင်းတဲ့ချက်တွေပါဒီမှာပြောခဲ့သလိုပဲထင်တဲ့အတိုင်းပဲရှုံးလာတယ်။ရှုံးလာမှာမင်းစိတ်ကြိုက်ကိုရှုံးလာတာ။ဆိုတော့ကိုသင်းနဲ့ပတ်သက်လို့ DRD ကတော့ဗောနော်။ဟိုပရိသတ်တော်တော်များများလဲအာရှုံးပွဲတွေဆက်နေပြီးကွာ။ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးတော့ဒေါသထွက်မဲ့အခြေအနေကိုရှိတော့တယ်လို့ကျွန်တော်မထင်ဘူး။တစ်ခါကျရင်ကိုသင်းရဲ့ရည်ရွယ်ချက်ဖြစ်လာပြီဗောနော်။ ရင်နှုံးကတော့ဟိုကောင်ကဟဲလိုဟိုကောင်ကဘဲလိုဒီကောင်ကဒီလိုဘဲကောင်ကဘဲဝါပဲဒီကောင်ကဟိုညမဲသိတယ်မလားဒါပေမဲ့နောက်ပိုင်းကျတော့အော်ဒါတွေကပေါ့နော်ဘယ်လိုပြောမလဲဒီဒီလိုမျိုးအမှားတွေဒီလိုမျိုးကစားတာတွေကပွဲတန်းကြီးဖြစ်နေတာဗျာပုံမှန်ဆိုတပတ်ကိုတစ်ခါပဲမြင်ရတာအခုကတပတ်ကိုသုံးပွဲလောက်ကန်နေတော့တပတ်ကိုမြင်သုံးခါလောက်တွေ့နေရတာတခါလေတပွဲသူ6ခါလောက်မှားတာတွေမြင်နေရတာဆိုတော့ကိုသိတဲ့ပတ်သက်လို့ဒီလောက်ထိစုပ်ပြတ်တက်နေတာတွေက လို့ပြောမလဲဒီဟာသအဆင့်ကိုရောက်လာပြီဗောနော်ဒေါသထွက်ရတဲ့ဘာညာဆိုတဲ့အဆင့်ကိုကျော်သွားပြီစိတ်ကုံသွားပြီးတော့ဟာသအဆင့်ဒီကျွန်တော်ရောက်လာတကယ်ကိုကိုသင်းကိုင်မြင့်ရည်ရည်အားကြီးနော် physically အရင် weak ဖြစ်တယ် mentally အရင် weak ဖြစ်တယ်ဒီအသင်းမှာဘာမှကျွန်တော်တို့အနေနဲ့ဗောနော်အပေါင်းလက္ခဏာဆောင်တဲ့အရာတွေကျွန်တော်တို့ဘာမှမရှိဘူးပူဆိုးတာကပူဆိုးတာကကျွန်တော်တို့ဒီ zigzag ကိုလက်လွတ်လက်ရတာပဲဒါအဆိုးဆုံးပဲ ဒါအဆိုးဆုံးပဲကျွန်တော်ကျွန်တော်ကတော့ညှော်လင့်ချက်ကသွားပြီပေါ့နော်ကျွန်တော်တို့ယူရိုပါလိလည်းနောက်တစ်ဆင့်တဖို့ညှော်လင့်ချက်မရှိတော့ဘူးလို့ကျွန်တော်ထင်တယ်။အဲအခုလက်ရှိပရီးမီးယားလိမှာလည်းပဲဒီထက်ပိုပြီးတော့ကျွန်တော်တို့ပေါ့နော်ကောင်းလည်းမကောင်းနိုင်တော့ဘူးဒီထက်လည်းဒီထက်ကတော့စိုးရင်စိုးမှာပေါ့လေနော်ကျွန်တော်တို့ဟိုတန်းကတော့ကျွန်တော်တို့ကမစင်းတော့ဘူးပေါ့ဗျာနော်တန်းကတော့မစင်းနိုင်တော့ဘူးပေါ့သို့တော်လည်းပဲဟိုယူရိုပါလိကတော့ဒီထက်ပိုညှော်လင့်လို့ရတော့တဲ့အခြေအနေမရှိတော့ဘူးအထူးသဖြင့် Zixi ကိုလက်လွတ်လိုက်ရပြီးတော့ကျွန်တော်တို့ပွဲကပြီးသွားတာ Joshua Zixi တို့ ကနာချူရူကိုကျွန်တော်တို့ထုတ်လိုက်တဲ့နေရာမှာတိုက်စစ်ကတော်တော်ကြီးကိုတည်သွားတာထို့သဖြင့်ဟိုဇစ်ဇီပေါ့နော်ဇစ်ဇီမပါတဲ့တိုက်စစ်မှာနံပါတ်1အမြင်ပေါ်ရှင်လူမဲ့ကစားမမရှိတော့ဘူးနယူကာဆယ်နောက်တန်းကိုကြုံမဲ့ဖျက်မဲ့လွှမ်းမဲ့ကော်နီကျွန်တော်မရှိတော့ဘူးအခြေဆက်ကောင်းကောင်းလုံးနိုင်မဲ့တိုက်စစ်မှုကျွန်တော်မရှိတော့ဘူးယိုဂျူအာဇစ်ဇီဆိုလို့ရှိရင်ပြနယူကာဆယ်ကစားမ၄၅ရောက်လောက်ကိုကြော်ပြီးတော့ hamstring injury ရသွားတာဘလောက်တော့မှကျွန်တော်တို့အနည်းနဲ့ပေါ့နော်ဟိုနှစ်မျိုးဘူးကောင်းတယ်ဒါဇစ်ဇီနဲ့ပတ်သက်လို့ကျွန်တော်တော်တော်လေးတော်တော်လေးစိတ်မကောင်းဖြစ်နေတယ်ပေါ့နော်အဲ့အသင်းမှာ အားအကူအသုံကစားမတယောက်လုံးဝပြိုင်ဘက်က physical ဘိုင်းတအားကောင်းတဲ့အသင်းနဲ့တွေ့တော့တအားယုံသွားတဲ့အခါမှာဒိုင်မိုးလေးကျွန်တော်ဖြစ်ကုန်တာဇစ်ဂီလောက်ထိနျူကာဆယ်ကိုဒုက္ခပေးနိုင်ခဲ့တဲ့ကစားမကွင်းထဲမှာဘယ်သူမှမရှိခဲ့ဘူးဘယ်သူမှမရှိခဲ့ဘူးဆိုတော့အခုပြောသလိုပဲကျွန်တော်တိုင်ပတ်သွားပြီတော်တော်ကိုစိတ်ပြတ်ဖို့ကောင်းတယ်နော်အချင်းကြီးကတော်တော်ကိုစိုးပါတယ်ဆိုတော့ဒါကြောင့်ဟိုရည်ရအစီကြီးကိုကျွန်တော်ရောက်လာပြီပေါ့နော်ဟိုတိုက်စစ်မှာဆိုလို့ရှင်လည်းပဲ လို့ကျွန်တော်ဂါနာချူကိုထုတ်လိုက်တာကတော့နားလေပါတယ်နားလေပါတယ်ဆိုတာโอเคယူရိုငါတို့ကတော့ဒီပွဲကမျှော်လင့်ချက်မရှိတော့ဘူးယူရိုပါလိကငါတို့မျှော်လင့်လို့ရမယ့်အရာတစ်ခုပဲဆိုပြီးတော့ယူရိုပါလိအတွက်သူထားတာဖြစ်ကောင်းဖြစ်မှာပေါ့လေဇစ်ဂီရဲ့အချိန်ကြီးဘလို့ဖြစ်မလဲဆိုတာတော့စောင့်ကြည့်ရမယ်ပေါ့နော်အဲပြီးလို့ရှိရင်ကျွန်တော်တို့ဒါအဲရစ်ဆင်ကလည်းဘလို့မှအဆင်မပြေဘူးဗျာနော်အဲရစ်ဆင်ကလည်းအဆင်မပြေအထူးသဖြင့်နျူကာဆယ်လိုမျိုးဟို physical ပိုင်းတအားကောင်းတဲ့အသင်းနဲ့ဆိုဘာမှလှုပ်လို့မရဘူးနော် wing backs ဒီမှာကစားတဲ့ဒီကောင်ကြီးကလည်းထူးထူးခြားခြားကြီးကောင်းတာမရှိပါဘူးဒါလို့ဆိုလို့ရှိရင်လည်း ထားပါတော့ခုနကကျွန်တော်ဒီကာနာဂျူကိုဖန်တီးပေးသွားတဲ့လုံ okay ထားအောင်တော့တော်တော်လေးကောင်းနေဒါဒါဒါဥကာဒီဆိုလို့ရှိရင်လည်းပဲအဆင်ပြေတယ်ပေါ့နော်ဒါသူတို့ကြိုးပမ်းမှုကနေရလာတာအဲ့ဒီမတိုင်ခင်မှာဒီကိုဒါတော့ပြောစရာများတာမင်း၃ချိန်လောက်ရှိတယ်အဲ့ဒါလည်းပြီးရောဟာဘီဘန်းသွင်းတဲ့ဒုတိယလုံးမှာဒီကောင်ဘာလို့နေခဲ့လဲဗျာနော်ကျွန်တော်တို့ဒီ liberamento ဒီကောင်ကိုကြော်သွားတာမင်းဒါတော့အဲ့ဒီနေရာမှာရှိနေတာရှိနေတယ်လို့မထင်ရတော့အောင်ကိုကြော်သွားတာဒီတိုင်းကြီးရှေ့မှာ space အလွတ်ကြီးမှုလို့ဒီတိုင်းဆွဲသွားတယ်လို့ပဲဒါတော့ဒီကုန်းကုန်းကြီးကျန်ခဲ့တာ ုံကုံကြီးကြံခဲ့တာကိုအချိုးပေးလိုက်တယ်ဒီဘက်ထွက်လာတယ်ကျွန်တော်တို့ဘောနအီဒီယာပေါက်ဆဲကိုပြန်ပေးလိုက်တဲ့အလုံးမှာလေယူရိုတို့လင်ဒီလော့တို့ဘယ်သူမှကျွန်တော်တို့ချိန်သားကိုက်နေရရှိတဲ့နေရာမှာကျွန်တော်တို့ရှိမနေဘူးเนาะတော်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 ကို တော်တော်ကိုတိုင်းပတ်တယ်တော်တော်ကိုတိုင်းပတ်တယ်ကျွန်တော်တို့ဒီအစင်မပြေဘူးဗောနအဲဒါကြောင့်ဟိုပြောရလို့ရှိရင်ကိုအသိမှာကကစားမတွေကဗျာတိလာเนาะဟိုဟိုဆယ်ပွဲလောက်ကစားမကျွန်တော်တပွဲလောက်ကောင်းတာအဲ့တပွဲထဲမှာတောင်မှမင်း20လောက်ပဲကောင်းနိုင်တာကျန်တဲ့ကျန်တဲ့အချိန်ကြီးကအကုန်ဆုတ်ပြတ်တတ်နေတာ နော်အခုနောက်တန်းဆိုလို့ရှိရင်လည်းအဲ့လိုပဲ master wii ကျွန်တော်ကြည့်ရုံအမှားတွေကနေတစင်ကိုးတွေပေးရတာချောလဲနေကျွန်ပြောချင်တာပြကဗျာအဲ့မှာဒီလောက်ထိ new car ဆရာကစားမှဒီအများကြီးရှိနေတာမြင်ဘယ်ဟိုဆွဲပြေးခြင်းနေရတော့အဲ့တော့ဘယ်ဟိုဆွဲပြေးခြင်းနေရတော့မြင်နော်နောက်ပြန်ပြေးလိုက်တော့ကျွန်တော်ဘာဖြစ်မှာမဟုတ်လေတစ်ချိန်လုံးနောက်ပြန်ပြေးနေတာပဲလေနော် ချောလဲသွားတယ်ကိုးပြေးလေးရတယ်နောက်တစ်လုံးကဘိုင်းရင်တာနော်ကျွန်တော်ဒီဒီသူ့ဟာနဲ့သူတို့ရှစ်ပထမပိုင်းမှာတော့ဟုတ်နေတာပဲအဲ့ဒါကြောင့်ကျွန်တော်ပြောတာโอเคဒုတိယပိုင်းတော့ဘယ်လိုလောက်အောင်မလဲမသိဘူး ရမပိုင်းကတော့ဟုတ်တည်အောင်ဖြစ်နေတာတည်ရောနော်နှလုံးဆက်ပုတ်တာတွေဘာတွေ ਨੇ အဲကျွန်တော်ပြောချင်တာကဗျာအသင်းမှာတော်တော်ဆလစ်ဆူပါတဲ့ကျွန်တော်ဟိုဒီဂီယာနဲ့ဗောနော်ကျွန်တော်တို့ရူမဲရိုကိုပိုင်ဆိုင်နေဘဝကနေလက်ရှိတူမီတန်တို့ဘာယင်နာတို့ဗောနော်ကျွန်တော်တို့အနေနဲ့ဒီဗာလဲအဝါတို့ကိုအူနာနာတို့ကိုကျွန်တော်တို့ဒါပိုင်ဆိုင်နေဘဝကိုကျွန်တော်ရောက်သွားပြီဟေးငယ်လေးနော်ဟိုဟိုအစင်းကမပြေဘူးဗောနော်စဉ်းစားကြည့်ဘယ်တော့မှမင်းနော်ဟိုဟိုဟွာဖြစ်ဖို့ကောင်းတယ်ဆိုလို့ရှိရင် အူနာနာဘာယင်တာတူမီတန်တို့အဆင့်ကိုရောက်သွားပြီးဒီဂီယာတို့နော်ကျွန်တော်ပြီးလို့ရှိရင်ဘာလဲဒီဒီဒီခရစ်စတန်ဘာလဲခရစ်စတန်နဲ့ဘာလဲဆာဂျိုရိုမဲရိုတို့ရှိရဲ့နော်အချီနီမျိုးကနေနော်ဟိုဒါဟိုကျွန်တော်ပြောချင်တာကဗျာဒီဒီဂူသမားကိုလည်းဂူသမားနဲ့ပတ်သက်လို့ကတော့ကျွန်တော်မှမျှော်လင့်ချက်မရှိတော့ပါဘူးကုံမပြီးပါဘူးကျွန်တော်မှဘာမှလုပ်လို့မရတော့ပါဒီလားဂူသမားနဲ့ရအမ်မိုရင်အနေနဲ့ရွေးချယ်စရာမရှိဘူးပေါ့နော်လာမယ့်နေ့မှာ तू ဘယ်လိုမြန်းကျွန်တော်အနေနဲ့ဟွာဖြစ်မလဲ ီလားတူတူဘယ်ကူးသမားကိုယူမလဲဘာလို့ဘသူဘသူကိုယူလို့မှကျွန်တော်တို့နေမျောလင်းချက်မရှိတာဗျာဒီလားဘသူကိုပဲယူယူကျွန်တော်ဘာမှမမျောလင်းချက်အော်ဒီကောင်တော့ကောင်းနေဟေးခုကောင်တော့နော်ကောင်းနေဟေးဆိုပြီးမျောလင်းစရာကျွန်တော်ဘာမှမရှိရဟုတ်တယ်မလားမျောလင်းစရာမရှိဘူးလေဦးနနာကိုထဲ့တော့လဲဘိုင်နာမကောင်းလို့ထဲ့တာပဲဘိုင်နာကိုထဲ့တော့လဲဦးနနာမကောင်းလို့ထဲ့တာပဲဘသူကမြန်ပိုကောင်းနေလို့ကျွန်တော်ထဲ့တာမျိုးကျွန်တော်ဟုတ်မနေဘူး ေးလာနော်အဆင်မပြေဘူးဗျာတေးလာဒါကြောင့်မနော်ဟိုပေးလိုက်ရတဲ့၄ခုမှာ၃ခုကကိုအမားကလာတယ်ကစားမားတွေကိုတိုင်းကိုကလည်းဘာမှန်ထူးချောင်းအောင်မလုပ်နိုင်ဘူးဆိုတော့တော်တော်ကြီးတော့စိတ်ပြည့်စရာကြီးပေါ့နော်ဟိုကျွန်တော်ကတော့ဟိုအမ်မိုရင်အတွက်လည်းဒီကနေ့ပြောလို့ရှိရင်ကျွန်တော်ဗျာဘာလက်ရှိမှာနီးပြကအစားအသင်းပိုင်ရှင်အကုန်အကုန်လုံးကိုမင်းဘယ်ကောင်းမှအားမရဘူးနီးပြအမ်မိုရင်နည်းနဲ့လည်းဘာမှပြောင်းလဲအပြောင်းလဲလုပ်နိုင်စွမ်းမရှိဘူးအာနီးပြကိုအပြစ်မြင်တာမျိုးဆိုတာတဲ့ဝေထန်တာတော့ဝေဖန်မှာပဲတကယ်ပြောချင်တာကကျွန်တော်တို့မှာ ဒီ3421ကလွှဲရင်ကျွန်တော်မပြောင်းလဲတတ်တော့ဘူးလားဟုတ်တယ်မလားသူများအသင်းနေဆိုလို့ရှင်ဗျအော်442နဲ့ကစားလိုက်433နဲ့ကစားလိုက်နော်0 3 3နဲ့ကစားလိုက်အချီနေအရပြိုင်ဘက်ပုံမူတီးပြီးတော့အပြောင်းလဲလုပ်ကစားနေတာအမိုရီမှာအဲ့လိုအပြောင်းလဲကလုံနိုင်စွမ်းမရှိဘူးအမိုရီလက်ထက်မှာမန်ချက်စတာယူနိုက်တက်ပေးကူးပေးရတာဂိုး၄၀ကျော်ပြီဂိုး၄၀ကျော်ပြီဒါဟာတော်တော်ကိုဆိုးလို့တဲ့အချီနေမျိုးပဲအ ဟိုဒါကတော့ကစားမားတွေအမှားဆိုတာတော့ဒါလုံးဝတိုက်ပြောလို့ရတယ်ဗောနော်ဒါပေမဲ့ကျွန်တော်ပြနေတာကအချီနီဘောမူတီပြီးတော့အမိုတွေမှာကအပြောင်းလဲကကျွန်တော်မရှိဘူးဗျာတခါလာလဲဒီဘက်3ပဲတခါလာလဲဒီဘက်3ပဲအခုကြည့်တာကကိုတင်းကလည်းဘက်3ရဲ့ဝင်းဘက်2ယောက်ရဲ့ဗောနော်9ယောက်တန်းရှိတာတောင်မှဂိုးတွေတဖုံးဖုံးတချို့ချို့ပေးနေရတာနော်ဟို full back to barunes လို့ရှင်လည်းပဲပိုတော့မှဆိုးဦးမှာပဲတိုးတိုးလေးပဲနီးပြမှာအပြောင်းလဲလုံနိုင်စွမ်းမရှိဘူးလို့ကျွန်တော်ပြောပြတာဟိုစိတ်ပြည့်ရတယ်ဗောနော် စိတ်ပြဲတဲ့အဆင့်ကိုကျွန်တော်ရောက်သွားပြီပေါ့တခါတည်းသူဒေါသထွက်စရာဘာညာအချင်းမျိုးတွေကျွန်တော်မဟုတ်တော့ဟိုအချင်းမကောင်းတဲ့ကြောင့်လာမယ့်လိုင်ယွန်နဲ့ပွဲမှာလည်းမျောလင့်စရာဘာမှမရှိဘူးဆိုတာအဲ့ဒါကိုပြောတာဗျာဒီလားမျောလင့်စရာကျွန်တော်အချင်းဘာမှမရှိဘူးအဆင့်လုံးဝမပြေဘူးအဲကိုလည်းပဲ injury ပြဿနာကနေပြီးတော့တချို့ကစားမတွေပြင်လာတဲ့ဘာမှထူးထူးခြားခြားလုပ်ပြတာမရှိဘူးနော်တိုက်စစ်ကအပြောင်းလဲလဲလှုပ်လိုက်ရောကိုကောင်းတာကျွန်တော်ဘာမှမရှိဘူးနော်ကောင်းကောင်းရင်တော့မှလဲပါတယ်ဆိုမှပဲဟဲ့လား ဇီဂ်စီနီယာကတော့ကျွန်တော်အနေနဲ့ဒီမဖြစ်မနေလဲလဲရတာပေါ့နော်ကာနာဂျူကိုနားပေးပြီးတော့မေဆန်မောင်းနိုကိုထည့်တယ်ရက်စမန်ဝိုင်လန်နိုကိုထည့်တယ်ဝယ်ပြီးသွားပြီဘာမှန်းကိုလုတ်မရတော့ဘူးဘလုံးမန်းကိုအဆင်မပြေဘူးအတင်းတိုက်စစ်ပိုင်းမှာရွေးချယ်ကြ option တွေများများဆက်စားကျွန်တော်မရှိဘူးเนาะဘာမှန်းကိုကျွန်တော်အနေနဲ့အဆင်မပြေဘူးတော်တော်တိုင်းပတ်တယ်ဆိုတော့စိတ်ပျက်စရာပေါ့လေကျွန်တော်ကတော့တကြောင်ယူရိုပါလိပွဲလေပဲမမျော်လေးတော့ဘူးပေါ့နော်အရင်တုန်းကမှဟာယူရိုပါလိ okay ဘာပဲပြောပြောအဝေးခွင့်မှာငါတို့တည်ကြရတယ် အိမ်ဝင်းတော့ငါတို့ရအောင်ချမယ်။ဘာညာနဲ့မျောလင်းလို့ရသေးတယ်။အခုက zigzag မရှိတော့ဘူး။ zigzag မရှိတော့ကျွန်တော်တို့ဘလူဘဘူးနဲ့သွားကန်မလို့။ Resman White Lion ကြီးရှိနေတပြီးကတော့ Resman White Lion ကြီးပါနေတပြီးကတော့မျောလင်းစရာအများကြီးမရှိဘူးပဲ။အာ White Lion က Europa League မှာဂိုးတွေသွင်းနေတဲ့ဘာညာဘလောက်ပဲပျော့ပျော့ပြားသေးလား။နော်အချင်းကြီးကကျွန်တော်တို့နေမျောလင်းစရာကျွန်တော်အများကြီးအလောက်ကြီးကြီးကျွန်တော်မရှိဘူးသိလား။ဒါကြောင့်ကျွန်တော်အနေနဲ့ ဟိုမမျော်လင့်ကျင်တော့ဘာလို့ကျွန်တော်ပြိတဲ့အများစုလည်းမျော်လင့်ကြလိမ့်မယ်လို့ကျွန်တော်တို့မထင်ဘူးเนาะဆိုတော့အချိန်ကြီးကမကောင်းမှုကိုเนาะဘယ်လိုလုပ်ပြီးတော့ကျွန်တော်တို့ဟာဖြစ်တော့မလဲဆိုတော့တော်တိုင်ပတ်ပါတယ်ဒီယာဒီကเนาะမြ мян ပြီးတင်တာလည်းကြာပြီးမင်းပွဲတင်16လောက်တည်းကပြီးရမှာအခုချိန်ကြီးကိုမပြီးနိုင်သေးဘူးเนาะယာဒီကမပြီးနိုင်ဘူးเนาะ အဆင်မပြေပါဘူးဗျာတဲ့နော်ကစားကွက်ကတော့ကောင်းနေထင်တာပဲတဲ့ကစားမားတွေအမှားပဲအများဆုံးဖြစ်နေတာတဲ့အနည်းဆုံးတော့2-1လောက်ပဲရှုံးရင်တောင်မှကျင်းနေလို့ရသေးတယ်ဗျာတဲ့အခုဟာကတော်တော်ကိုတိုင်ပတ်နေတာဗျာနော်လေ့ကျင့်ဝင်ပါဗျာတဲ့ဒီကစားမားတွေဘာတွေမဲ့လုပ်နေကြလဲမသိဘူးလူချောရဲ့အေဒီယန်နာကလန်းတင်ပေးတာလေးမတွေ့ရတာကြာယူရတဲ့ကြံခံရေးတာကောင်းရင်လူချောကကောင်းကောင်းအသုံးဝင်အောင်မာတဲ့နော်ပြည်တနာကအဲ့ကြံခံရေးမကောင်းလို့လေနော်ကျွန်တော်တို့နေလူက fit မှမဖြစ်တာဘာသွားအာကူလို့ရမှာတော့ဟုတ်တယ်မနော်ကစားမားက ဟိုခြေသွမ်းပြဖို့ဘာညာဖို့လုပ်ဖို့ဆိုတာမျိုးကပုံလူကနော်ဖစ်ဖြစ်နေဦးမှာဟုတ်နော်ဖစ်မဖြစ်ပဲねကျွန်တော်တို့အနေနဲ့ဘာသွားပြီးတော့ဘာဖြစ်မှာတော့ဟုတ်တယ်မလားနော်ဟိုအချိန်ကြီးကမကောင်းဘူးလေအူနာနာထုတ်ရမှာねဆရာသမားအခုလောလောဆယ်အတင်းမှာဂိုးသမား၃ယောက်ပေါင်းဖန်တောင်မှမရဘူးနော်အူနာနာပြောလိုက်မင်းဘိုင်းနာပြောလိုက်တူမီတန်ပြောလိုက်ဖြစ်နေမှာပဲရှိတာဟိုလူမကောင်းလို့ဒီလူပြောင်းဒီလူမကောင်းလို့ဟိုလူပြောင်းဒါပဲနော်၃ယောက်စလုံးကိုကျွန်တော်ပေါင်းဖန်ခိုင်းတောင်မှကျွန်တော်အချိန်ကြီးကကောင်းချိန်မှာကောင်းပါ နော်၃ရာစလုံးပေါင်းဖန်းလို့တော့အချင်းကြီးကောင်းကြီးမှကောင်းပါအခုကတယောက်ချင်းမပြောနဲ့နော်ဦးနနာထုတ်လဲဒါပဲတည်လားနော်ဟိုဟိုဘိုင်ယနာထုတ်လဲဒါပဲဗျာတိတက်ဒီကောင်နေပူမကောင်းဘူးအချင်းကြီးကနော်တော်တော်ကိုစိတ်မရှိတော့ဘူးဗျာတဲ့နော်အဲကစားမားတွေကြည့်ရတာတော်တော်တိုင်ပြတ်သွားပြီတဲ့နော်ဒေါသလည်းမထွက်နိုင်တော့ဘူးတဲ့စိတ်ပဲပြက်နေရတယ်ဒီကောင်ကြီးနဲ့ပတ်သက်လို့ကတော့ရင်လို့မဟုတ်တော့ဘူးဗျာတဲ့နော်ကစားမားတွေကအစင်တည်းမရှိတဲ့ကောင်ကြီးပဲရဲတဲ့မမသိနဲ့အမားတွေကြီးပဲဆွတ်ဆက်မှားနေတာတဲ့နော် အဲကျွန်တော်ပြောချင်တာကဗျာတပွဲမဟုတ်နှစ်ပွဲမဟုတ်လုံကလွန်းလွန်းနေဗျာသိလားနော်ကျွန်တော်တို့ရှိလိုင်ယွန်နဲ့ပွဲမှာလည်းကျွန်တော်မှားတယ်တယောက်မဟုတ်တယောက်မှားတော့နော်ပွဲတိုင်းမှားတယ်နော်တပွဲမဟုတ်တပွဲမှားတယ်ဒီမမှားဘူးဆိုတဲ့ပွဲစဉ်ကမင်းရှုံးတာခက်ရှားကြတယ်မင်းမှားရှုံးမှားပြီဆိုမင်းရှုံးတော့တာအဲ့ပွဲကရှုံးနေဆိုတဲ့ပွဲစဉ်တွေကိုလိုက်ကြည့်လိုက်သူများအသင်းကတအားကောင်းလို့ကိုရီရှုံးရတယ်ဟေးအိုကေထားအောင်တော့အဲ့ဒါအများကြီးမရှိဘူးသူများအသင်းကကျွန်တော်အနေနဲ့ပေါ့နော်ကိုအမှားတွေကနေဒီစဉ်ဂိုးရီရသွားတာကြောင့်ကျွန်တော်ရှုံးကြတာအများစုကနော် ဟိုကြည့်လိုက်ရင်သိတယ်မလားကိုတင်းကစားမားတွေကပွဲတိုင်းအမှားလို့တာဒီပွဲဆိုမင်း၃ယောက်၃ကတောင်မှပဲဘိုင်ရင်တာနဲ့ကျွန်တော်ဓာတ်လော့ရယ်ပြီးလို့ရှိရင်ကျွန်တော်ဗာလဲဟိုဗာလဲမာစတာဝီရယ်၃ယောက်ဗျာပြီးရတဲ့၄ခုမှာဒီကောင်လေး၃ခုကမင်းမင်းမင်းကိုအမှားကလာလာဆိုပြီးဘယ်လိုလုပ်ပြီးတော့အသင်းတင်းကနိုင်အောင်မင်းသွားကစားလို့ရတော့မလို့ပြီးခဲ့တဲ့ပွဲဆိုလို့ပဲကျွန်တော်ကြည့်ကိုယ်သမားကကျွန်တော်တို့အနေနဲ့ပေါ့နော်ပေးရတဲ့နှစ်ခုမှာနှစ်ခုသလုံးအတူအမှားအနေပေးရတယ်ဆိုတော့ကျွန်တော်တို့ဘယ်လိုလုပ်ပြီးတော့ဟိုနိုင်အောင်သွားကစားတော့မလို့သူများအသင်းတွေကို ဒီလားနော်တော်တော်တော်အချင်းကြီးတော်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 အချင်းကြီးနော်ဆူဆူဆူနေပါပြီအစင်ကတော့မပြေဘူးအဲကြောင့် MO ရင်တွေ့တော့ဗောနော်ကျွန်တော်ကတော့ဟိုရင်လေးတယ်ဗောဒီလားနီးပြတယောက်အတွက်ဘလုံးမအစင်ပြေတယ်လို့ကျွန်တော်မထင်ဘူးကစားမတွေကလည်းကောင်းတဲ့ကစားမအချင်းကြီးကောင်းတဲ့ကစားမဟိုအသိမ်းမှာဗောနော်အစင်တန်းရှိရှိရှိတဲ့ကစားမဆိုတော့လက်ချိုးရည်လို့တုံးချောင်းမပြေဘူးတော်တော်ဆိုးပါတယ်ဆိုတော့ကြံရပြဿနာတွေထပ်မရဘူးပဲเนาะအတင်းကတော့ဒီတက်ကောင်းလာစရာတော့အကြောင်းမရှိတော့ဘူးเนาะဒီထက်လည်းပူဆိုးနိုင်သီလားဆိုတော့ကျွန်တော်တို့ကဒါကြံကန်နေပြီ ပြန်ကန်နေပြီဆရာသမားတွေเนาะတော်တော်ကူတော်တော်ကူဟိုစိတ်စိတ်ပြည့်စရာပါနျူကာဆယ်လိုအသင်းမျိုးကိုကျွန်တော်ရှုံးနေဆိုတာကတော်တော်ကူတိုင်ပတ်တာပဲအကောင်ကြီးကချန်ပီယံစ်လိဝင်ခွင့်ရဖို့ကျူးပန်းနေတဲ့အသင်းကိုကျွန်တော်တားဖို့ကျွန်တော်ကျူးပန်းမှာကိုအသင်းကအဆင့်တန်းရှိရှိခြေသွမ်းတွေဘာမှမပြနိုင်ခင်ပြန်တိုင်ပတ်သွားတာဆိုတော့စိတ်ပြည့်စရာညတညပါဗျာညီကူတို့တွေ့တော့ဆိုတော့ခဏနေလို့ချင်းကျွန်တော်တို့က fan discussion ရှိပါတယ်ထုံးစံတိုင်းပဲမနက်ကြလို့ချင်းကျွန်တော်ပုံမှန်ဗီဒီယိုတွေကျွန်တော်ပြင်ပြီးတော့တင်ပေးတော့မယ် အဲ့ဒီမှာပဲကျွန်တော်ပြန်ပြီးတော့တွေ့ရပါမယ်ဆိုတော့လက်ရှိလိုတဲ့ကြည်ညိုညိုလေးတထောင်နီးပါးရှိပါတယ်တယောက်ချင်းစီတန်းကိုကျေးဇူးများအိုက်တင်ပါတယ်ဒါ Fantasy Sketch မှာပြန်ပြီးတော့တွေ့ပါမယ်အားလုံးကိုကျေးဇူးပါ